ဒါတော်တော်ကြီးမားတဲ့ဒုက္ခပဲနော်အဲ့တော့ဘုန်းကြီးရတဖြည်းဖြည်းနဲ့စိတ်ကိုကြည်ရင်လည်းကိုယ့်ကိုယ်ကိုဘယ်လိုသဘောထားလဲဆိုတော့ဘာပဲဖြစ်နေဖြစ်နေကိုယ့်ဟာကိုယ်သဘောထားမှန်မှန်လေးနဲ့ဆက်ဆံမယ်နော်အဲ့လိုသဘောထားထားလိုက်တယ်နော်အဲ့တော့ကိုယ့်ဘုံမှာသူများသဘောထားမကောင်းရင်ကိုယ်ကဘာလုပ်လဲသူသဘောထားမကောင်းတာသူနဲ့ပဲဆိုင်တယ်နော်သူမကောင်းတဲ့ဟာကိုကိုယ်ကဘာလိုက်ပြတော့မကောင်းလိုက်ရင်ဘာဖြစ်မလဲ ူနဲ့ကိုယ်နဲ့အတူတူပဲဖြစ်သွားပြီနော်ကိုယ်စိတ်ထားဟာနှိမ့်ချသွားတယ်အဲ့ဒါတွက်ချေကြိုက်သလားဆိုတော့တွက်ချေမကြိုက်ဘူးနော်အဲ့တော့ဘုန်းကြီးကအဲ့ဒါလူတယောက်ကိုရှင်းပြတယ်သူများကသဘောထားဘလောက်မှားနေမှားနေဘလောက်ဆိုးနေဆိုးနေကိုကသဘောထားမှန်ဖို့လိုတယ်လို့ပြောပြတော့သူကဘယ်လိုပြောလဲဆိုတော့အဲ့ဒါလို့ဆိုရင်သူများကကိုယ်အခွင့်ကောင်းယူမှာပေါ့တဲ့အနိုင်ကျင့်မှာပေါ့တဲ့နော်အဲ့ဒါကသူတကယ်မလုပ်ကြည့်သေးလို့နော် တကယ်လို့ကြည့်တဲ့ဘုန်းကြီးနဲ့တည်တဲ့တပည့်တွေတက္ကရာကမတွေအများကြီးရှိပါလေအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့စိတ်ထားကောင်းကောင်းလေးနဲ့ဆက်ဆံတဲ့ခါမှာပထမတော့နိုင်လို့ရမလားဆိုပြီးတော့စမ်းတော့စမ်းကြသေးတယ်နော်ဒါပေမဲ့ကိုကသူဘာလုပ်နေတယ်ဆိုတာသိတယ်အေးအေးဆေးဆေးပဲသူ့ပြန်ဆက်ဆံတော့ကြာတော့သူကိုယ်ကအဲ့လိုမဆက်ဆံတော့မရမှန်းလည်းသိသွားပြီကိုယ့်ပေါ်မှာလေးစားမှုယုံကြည်မှုလည်းတဖြည်းဖြည်းတိုးလာတယ်နော်သူဘာစိတ်ထားပြောင်းသွားတယ် အဲ့ဒါကဘုန်းကြီးကိုတွေ့တယ်မကဘူးဘုန်းကြီးနဲ့တိတဲ့တပည့်တွေတကာတကမတွေတော်တော်များများအဲ့ဒါလိုပြောလာတယ်အရင်တုန်းကအဲ့ဒီသူကတိတ်စိတ်ထားဆိုးတယ်တဲ့အခုတော့သူနဲ့ဆက်ဆံရင်ဆက်ဆံရင်လည်းဟိုလူကစိတ်ထားတွေကောင်းလာပြီးပြပြေးပြောင်းလာတယ်သူ့ကိုတွေ့ရင်ချစ်ချစ်ခင်ခင်ရိုးရိုးသားသားပွန့်ပွန့်လင်းလင်းလဲ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 ဆက်ဆံတယ်တပြေးပြေးနဲ့ကြားတဲ့အခါသူ့ကိုတွေမကတော့ဘူးတခြားလူတွေကပိုပြီးတော့ရိုးရိုးသားသားပွန့်ပွန့်လင်းလင်းလဲလဲလဲဆက်ဆံလာတယ်ဆိုတော့ ဟိုတစ်ဖက်သားပါပိုကောင်းလာတယ်နော်အဲ့တော့ကိုကစိတ်ထားကောင်းကောင်းလေးနဲ့ဆက်ဆံလိုက်တဲ့ခါမှာကိုနဲ့ဆက်ဆံရတဲ့လူတွေကသူတို့ပါစိတ်ထားကောင်းလာတယ်နော်အကြီးကိုကစိတ်ထားဆူဆူနဲ့ဆက်ဆံမယ်ဆိုရင်သူတို့ကောင်းလာဖို့ရအလားအလာတိတ်မရှိနော်အဲ့တော့ဟိုရည်စရာကောင်းတဲ့စကားလေးတစ်ခုစာမုတ်လေးတစ်ခုလားစာနိုင်ငံမှာချိန်တဲ့ ဝါရှိတီတခုလာမပြောတတ်ပါဘူးတပည့်ယောက်ကပြောပြတယ်သူဖတ်ခဲ့ရတယ်တဲ့အဲ့ဒါဘယ်လိုရေးထားလဲဆိုတော့မင်းကောင်းရင်ငါတိတ်မဆိုးပါဘူးအဲ့တော့သူများအရင်ကောင်းမှကိုကမဆိုးဘူးဆိုတဲ့အတိပယ်ဖြစ်နေတယ်နော်အဲ့တော့ဘုန်းကြီးအဲ့ဒါကိုတိတ်လည်းမခံဘူးငါကောင်းရင်သူလည်းကောင်းလာမှာပါနော်အဲ့တော့ငါကောင်းဖို့ကကိုရေးကြည့်ပါလေနော်အဲ့တော့ကိုစိတ်ထားကောင်းကောင်းလေးနဲ့ကိုကဆက်ဆံလိုက်တာဟာ ကိုကလောကကြီးကိုကောင်းတာတွေပေးလိုက်တာပါနော်လူတယောက်အနေနဲ့နောက်လူတယောက်ကိုပေးနိုင်တဲ့အရာတွေထဲမှာအကောင်းဆုံးအရာဟာဘာလဲစိတ်ထားကောင်းကောင်းလေးနဲ့ဆက်ဆံပေးလိုက်တာနော်ရိုးရိုးသားသားပွန်ပွန်လင်းလင်းစေတနာမှန်မှန်လေးနဲ့ဆက်ဆံလိုက်တာနော်အထက်စီးကနေလည်းမနေဘူးအောက်လည်းမကြိုဘူးဓာတ်လူကြီးသူသဘောထားနဲ့ပဲဆက်ဆံလိုက်တယ် အဲ့ဒါအကောင်းဆုံးပဲတော့ဘုန်းကြီးကိုယ်တိုင်လူရိစီကဘာဝလိုချင်လဲလို့မင်းရိုးရိုးသားသားပွန့်ပွန့်လင်းလင်းမေတ္တာလေးနဲ့ဆက်ဆံတာကိုလိုချင်ပါတယ်ကျန်တာတော့တိတ်မလိုချင်ဘူးဘုန်းကြီးမှာအကုန်လုံးပြည့်စုံနော်ဒါပေမဲ့ဟိုတရားဒီကမတွေကသူတို့စေတနာလျောက်ဘုန်းကြီးကိုလာပြတော့လူကြတန်းကြတာဘုန်းကြီးမှာဘယ်နေရာတည့်ရမှန်းတော့မသိဘူး တင်းစီရန်နေရာတော့မလောက်တော့ဘူးเนาะဒါကြောင့်မြန်မြန်ပြန်လူနေရတယ်เนาะအဲ့တော့အဲ့လိုဖြစ်လာတော့လည်းပဲဘုန်းကြီးကရှေးကဆရာတော်ကြီးတွေစုံမခဲ့တဲ့ဇာတိတခုံသွားတရိယပြန်လဲเนาะမလှခြင်းမှချောတဲ့မရခြင်းမှပေါ်တဲ့เนาะအဲ့တော့အဲ့ဒီဇာတိရဲ့အတိပ္ပယ်ကိုဘုန်းကြီးခိုင်းငယ်တွေကကြားဘူးလို့တော်တော်သဘောကျတယ် လူအများသိထားတာနဲ့ပြောင်းပြန်လို့ဖြစ်နေတယ်နော်မလှကျင်ပါဘူးဆိုလို့ခေါင်းရိပ်ထားကမှလာဖူးရတဲ့လူတွေကတော်တော်ကိုများတယ်ကောင်းတယ်အဲ့လိုကြီးတာသိသဘောကျတယ်နော်မလို့ကျင်ပါဘူးဆိုကမှလူလိုက်ကြတာဘာလို့အမှန်တောင်မှမသိတော့ဘူးနော်အဲ့တော့ဒကာဒကမတွေကလည်းအဲ့ဒါလေးပြောပြခြင်းပါတယ် တိတ်မလှခြင်းမနဲ့သူ့ဟာသူကြည်လို့ချောနေမှာပါနော်တိတ်ပြင်းလို့အကြည့်ရင်မလှတော့ဘူးကြည်လို့မကောင်းတော့ဘူးနော်ပြီးတော့လောဘတိတ်မကြီးပါနဲ့နော်နည်းနည်းတော့ရှိမှာပေါ့နော်တိုးတော့မြတ်မြတ်တာတာလေးစဉ်းစားပါကိုဖို့သူ့ဖို့မြတ်မြတ်တာတာလေးစဉ်းစားပြီးတော့ fair ဖြစ်တဲ့ dealing နော် fair dealing အဲ့ဒါလေးလုပ်ပါအဲ့လိုလုပ်ကြည့်ကြာရင်အများကြီးရလား ါတိတာပါတရိုက်တိတာမဟုတ်ဘူးကိုကန်ကြည့်တယ်ပြော့နေတယ်နော်ပြော့တယ်လို့ဘယ်လိုလုပ်သိတယ်လဲစိတ်ကတိတာနော်စိတ်ကဒါကိုပြော့တယ်လို့အတိပဲကောက်နိုင်တယ်စိတ်ကတိတာအမှန်တော့အဲ့ဒီစိတ်ကိုတိတာပဲနော်အဲ့တော့အဲ့ဒါလေးနဲ့ဘုန်းကြီးကတရောကိုစဉ်းစားတယ်တကယ်တိလို့ရတာဟာကိုစိတ်ပဲအဲ့တော့အဲ့ဒါလိုစိတ်ကိုကြည့်ပြီးတော့တိပြီးတော့ကိုယ်စိတ်ကိုကောင်းအောင်တဖြည်းဖြည်းနဲ့ပြင်သွားတယ်နော် ပြင်သွားတဲ့ခါမှာစိတ်မှကြည်လင်လာတယ်အေးချမ်းလာတယ်စိတ်ဓာတ်အင်အားတွေကုန်သွားတာ waste ဖြစ်တာနည်းသွားတယ်နော်အဲ့လိုစိတ်ကြည်လင်အေးချမ်းပြီးတော့စိတ်ဓာတ်အင်အားတွေမကုန်တဲ့တဲ့နေရာမှာကုန်တာတွေနည်းသွားတဲ့ခါမှာကိုလှုပ်ချင်တဲ့ကောင်းတဲ့ကိစ္စတွေကိုလှုပ်ဖို့အတွက်အားပိုရှိတယ် energy ပိုရှိတယ်စိတ်ဝင်စားမှုပိုရှိတယ်နော်ဥပမာစာကြည့်မယ်ဆိုရင်တော့မှအဲ့စာကိုပို့ပြီးတော့စိတ်ဝင်စားတယ်ပို့ပြီးတော့မှတ်မိတယ် စမပွဲဖြေမယ်ဆိုရင်တော့မှညံလေးနဲ့ဖြေသွားတာလောလောကူကူနဲ့ပဲပြီးသွားတယ်အဲ့ဒါဘုန်းကြီးရဲ့ကိုတွေ့ပဲနော်စာချက်ခဏဒီမှာဘုန်းကြီးအရင်ဆုံးတရားထိုင်တယ်နောက်မှစာချက်စမပွဲဖြေဖို့သွားမယ်ဆိုရင်တရားထိုင်တယ်ပြီးမှစမပွဲဖြေဖို့အခန်းဝင်သွားတယ်စမပွဲခန်းထဲရောက်တယ်3မိနစ်လောက်ခမန်းကြီးပေါ့ဒီစမပွဲမဖြေသေးဘူးနော်အေးအေးစေးစေးလေး3မိနစ်လောက်တရားထိုင်လိုက်ပြီးမှစမပွဲဖြေတယ် အဲ့လိုလောက်ရတဲ့ခါမှာအတိညာပို့ပြီးတော့ရှင်းတယ်ထက်မြက်တယ်နော်သူ့ဟာနဲ့သူတဆင့်ပြီးတဆင့်တဆင့်ပြီးတဆင့်စဉ်းစားသွားတာဟုတ်အဲ့ဒီစဉ်းစားသွားတာကအသာလေးလိုက်ရေးလိုက်ရုံပဲနော်ညာကရှေ့ကနေသွားနေတယ်နော်တတိနဲ့ညာနဲ့ကရှေ့ကနေသွားနေတော့အနောက်ကနေအသာလေးလိုက်ကူးရေးလိုက်ရတယ်လို့ပဲအဆင်ပြေတယ်နော်တခြားကိစ္စတွေမှာလည်းဒီလိုပါပဲနော်လူမှုရေးကိစ္စမှာလည်းပဲ ခုစိတ်ကကြည်လင်နေတယ်အေးချမ်းနေတယ်စိတ်ကရှင်းနေတယ်ဆိုရင် ပြောတာဆိုတာမှအမှားရင်းအမှန်နဲတယ်နော်အဲကြောင့်ဆက်ဆံရေးကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေဟာနည်းသွားတယ်နော်တကယ်တော့လူလောကမှာတွေ့ရတဲ့စိတ်ဆင်းရဲစရာအကောင်းဆုံးဒုက္ခဘာလို့ဒုက္ခမင်းဖြစ်မှချင်းတော့ဆက်ဆံရေးဆက်ဆံရေးအစင်မပြေလို့စိတ်ဆင်းရဲရတာတော်တော်ကြီးမားတဲ့ဒုက္ခပဲနော် အဲ့တော့ဘုန်းကြီးရတဖြည်းဖြည်းနဲ့စိတ်ကိုကြည်ရင်လည်းကိုယ့်ကိုယ်ကိုဘယ်လိုသဘောထားလဲဆိုတော့ဘာပဲဖြစ်နေဖြစ်နေကိုယ့်ဟာကိုယ်သဘောထားမှန်မှန်လေးနဲ့ဆက်ဆံမယ်နော်အဲ့လိုသဘောထားထားလိုက်တယ်နော်အဲ့တော့ကိုယ့်ဘုံမှာသူများသဘောထားမကောင်းရင်ကိုယ်ကဘာလုပ်လဲသူသဘောထားမကောင်းတာသူနဲ့ပဲဆိုင်တယ်နော်သူမကောင်းတဲ့ဟာကိုယ်ကဘာလိုက်ပြတော့မကောင်းလိုက်ရင်ဘာဖြစ်မလဲ သူနဲ့ကိုယ်နဲ့တူတူပဲဖြစ်သွားပြီနော်ကိုယ်စိတ်ထားဟာနှိမ့်ချသွားတယ်အဲ့ဒါတွက်ချေကြိုက်သလားဆိုတော့တွက်ချေမကြိုက်ဘူးနော်အဲ့တော့ဘုန်းကြီးကအဲ့ဒါလူတယောက်ကိုရှင်းပြတယ်သူများကသဘောထားဘလောက်မှန်းနေမှန်းနေဘလောက်ဆိုးနေဆိုးနေကိုကသဘောထားမှန်ဖို့လိုတယ်လို့ပြောပြတော့သူကဘယ်လိုပြောလဲဆိုတော့အဲ့လိုဆိုရင်သူများကကိုယ့်ကိုအခွင့်ကောင်းယူမှာပေါ့တဲ့အနိုင်ကျင့်မှာပေါ့တဲ့နော်အဲ့ဒါကသူတကယ်မလုပ်ကြည့်သေးလို့နော် တကယ်လို့ကြည့်တဲ့ဘုန်းကြီးနဲ့တည်တဲ့တပည့်တွေတက္ကရာကမတွေအများကြီးရှိပါလေအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့စိတ်ထားကောင်းကောင်းလေးနဲ့ဆက်ဆံတဲ့ခါမှာပထမတော့နိုင်လို့ရမလားဆိုပြီးတော့စမ်းတော့စမ်းကြသေးတယ်နော်ဒါပေမဲ့ကိုကသူဘာလုပ်နေလဲဆိုတာသိတယ်အေးအေးဆေးဆေးပဲသူ့ပြန်ဆက်ဆံတော့ကြာတော့သူကိုယ်ကအဲ့လိုမဆက်ဆံတော့မရမှန်းလည်းသိသွားပြီကိုယ့်ပေါ်မှာလေးစားမှုယုံကြည်မှုလည်းတဖြည်းဖြည်းတိုးလာတယ်နော်သူဘာစိတ်ထားပြောင်းသွားတယ် ဲ့ဒါကဘုန်းကြီးကိုတွေ့တယ်မကဘူးဘုန်းကြီးနဲ့တိတဲ့တပည့်တွေတက္ကະဓမ္မတွေတော်တော်များများအဲ့ဒါလိုပြောလာတယ်အရင်တုန်းကအဲ့ဒီသူကတိတ်စိတ်ထားဆိုးတယ်တဲ့အခုတော့သူနဲ့ဆက်ဆံရင်းဆက်ဆံရင်းနဲ့ဟိုလူကစိတ်ထားတွေကောင်းလာပြီးပြပြေးပြေးပြောင်းလာတယ်သူ့ကိုတွေ့ရင်ချစ်ချစ်ခင်ခင်ရိုးရိုးသားသားပွန့်ပွန့်လင်းလင်းလဲ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 ဆက်ဆံတပြေးပြေးနဲ့ကြားတဲ့အခါသူ့ကိုတွေမကတော့ဘူးတခြားလူတွေကပို့ပြီးတော့ရိုးရိုးသားသားပွန့်ပွန့်လင်းလင်းလဲလဲလဲဆက်ဆံလာတယ်ဆိုတော့ကိုတစ်ဖက်သားပါပိုကောင်းလာတယ်နော် အဲ့တော့ကိုကစိတ်ထားကောင်းကောင်းလေးနဲ့ဆက်ဆံလိုက်တဲ့ခါမှာကိုနဲ့ဆက်ဆံရတဲ့လူတွေကသူတို့ဘာစိတ်ထားကောင်းလာတယ်။နော်အကေကိုကစိတ်ထားဆူဆူနဲ့ဆက်ဆံမယ်ဆိုရင်သူတို့ကောင်းလာဖို့ရအလားအလားတိတ်မရှိဘူး။နော်အဲ့တော့ကိုရည်စရာကောင်းတဲ့စကားလေးတစ်ခု